အနာဒီကတိုက်မှာအမွေးပါတဲ့မွေတွေကိုသိပ္ပံပညာရှင်တွေ့ရှိရဆိုပြီးဖြန့်ဝေနေပါတယ်။အနာဒီကတိုက်လို့ရေခဲဖုံးလွှမ်းနေတဲ့ဒေသတွေမှာခွေးတွေတိုးတွေလို့အမွေးပါတဲ့မွေငန်းအမျိုးအစားတစ်မျိုးရေခဲတောင်သိပ္ပံပညာရှင်တို့ကတွေ့ရှိရဆိုပြီးရေသားဖြန့်ဝေနေပါတယ်။ဒီဖြန့်ဝေမှုကိုဇွန်လ22ရက်နေ့ကစပြီးမြန်မာ Facebook အသုံးပြုတွေကြားမှာဖြန့်ဝေနေရပါ။ဒီအမွေးပါတဲ့ဖြူရောင်မွေပုံနဲ့ဗီဒီယိုဖိုင်ကိုထပ်ဆက်ဖြန့်ဝေသူကိုယ်ယူဖြန့်ဝေသူအများပြားလည်းရှိနေပါတယ်။ဖြန့်ဝေရမှာ အနာတိကရေခဲတိုက်ဒေသမှာခွေးတွေလိုသိုးတွေလိုအမွှေးတွေပါတဲ့မွေငန်းအမျိုးအစားတွေ့ရှိခဲ့တဲ့ရေခဲတောင်တိပ္ပံပညာရှင်ချော်ဒန်ဒီမွေငန်းတွေဟာရေခဲပဲစတာဖြစ်ပြီးလူတွေကိုအနေရမပေးတဲ့ကြောင်းမကိုက်တဲ့ကြောင်းအရန်တိမ်မွေကြောင်းတွေ့ရှိခဲ့တဲ့သူကဆိုပါတယ်လို့ရေးသားထားပါတယ်တကယ်တော့ဒီပုံနဲ့ဗီဒီယိုတွေကတခြားနိုင်ငံကဆိုရှယ်မီဒီယာသုံးဆသူတွေကြားမှာပြီးခဲ့တဲ့မီလာကုံကလေးကဖြန့်ဝေနေကြတာပါဒီဖြန့်ဝေမှုပါအကြောင်းအရာကို BB Fact Check ကစစ်စစ်တိရှိရမှာ AI နည်းပညာနဲ့လုံခြံဖန်တီးထားတဲ့ဗီဒီယိုဖြစ်တယ်လို့တွေ့ရပါတယ်။ VV Fact Check အနေနဲ့ဒီတက်ပုံနဲ့ဗီဒီယိုတွေကို AI နည်းပညာနဲ့ပြုပြင်ထားခြင်းရှိမရှိစစ်ဆေးတဲ့ website ကိုအသုံးပြုစစ်ဆေးကြည့်ရမှာ69ရာခိုင်နှုန်းကနေ69ရာခိုင်နှုန်းထိ AI နဲ့ဖန်တီးထားကြောင်းတွေ့ရပါတယ်။ဒါပြင် Times of India သတင်းဌာနရဲ့ဒီနှစ်အစောပိုင်းကဖော်ပြထားတဲ့မွေတွေမတွေ့ရတဲ့ကမ္ဘာပေါ်ရှိနေရာများဆိုတဲ့ဆောင်းပါးထဲမှာမွေတွေဟာအမျိုးမျိုးသောပတ်ဝန်းကျင်တွေမှာရှင်သန်နိုင်ပေမယ့်အနာတိကနယူးဇီလန်အိုင်ယာလန်ဂရင်းလန် အိုင်စလန်အလက်စကာဟာဝိုင်းကီဘာဒီနဲ့ပစိဖစ်ကျွန်းတွေလိုဒေသတွေမှာမရှင်နိုင်ဘူးလို့ရေးသားဖော်ပြထားပါတယ်ဒီဒေတာတွေဟာရာသီဥတုပြင်းထန်တာတခြားဒေတာတွေနဲ့တိကျဖြစ်နေရတဲ့တင်းကျပ်တဲ့ဥပဒေတွေရှိနေတာကြောင့်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လည်း BBC ရဲ့တောင်းအထိတ်ဆန်တွေအကြောင်းဖော်ပြတယ်။ BBC Wildlife Magazine ရဲ့စာမတစ်ပုဒ်မှာတော့အတိုက်ဆော်ပိုင်းဒေတာတွေမှာ Adders လို့ခေါ်တဲ့ဥရောပမူဝေးတစ်မျိုးတည်းသာအသက်ရှင်နေထိုင်နိုင်တယ်လို့ကြေညာထားပါတယ်။ အာတိတ်ဒေသမှာမွေရရှိသလားဆိုတဲ့စောင်းပါကို2023ခုနှစ်ဇူလိုင်လ၄ရက်နေ့က BBC Wildlife Magazine မှာဖော်ပြခဲ့တာပါဥရောပမွေဝေးတွေဟာအာတိတ်ဆပိုင်းဒေသတွေမှာတွေ့ရတယ်တမျိုးတည်းသောမွေမျိုးစားဖြစ်ပြီးဒီထဲမှာမှာ Scandinavia နဲ့ Russia မှာပုံမတွေ့ရတယ်လို့စောင်းပါမှာဖော်ပြထားပါတယ်ဥရောပမွေဝေး Adasia တခြားမွေတွေထက်ပိုပြီးသွေးအေးခြင်းနဲ့သွေးနွေးခြင်းကြောင့်လာရောက်ညှိတွေဖြစ်တာတွေ့ရတယ်လို့ဆိုပါတယ် မြောက်ဘက်ဆုံးဒေသတွေမှာတက်ရှင်နေထိုင်ဖို့ရຫນွေဥစောပိုင်းခလာရောက်တာနဲ့သူတို့ရဲ့နယူးတစ်ခုစီကိုဖြည်းဖြည်းချင်းဆန့်ထုတ်ကခနာကိုကိုပန်ကိတ်လိုပြလိုက်ပါတယ်ဒီလိုလိုချင်းကနေအောင်ကြီးနဲ့ထိတွေ့တဲ့မျက်နှာပြင်ဧရိယာကိုတိုးလာစေပြီးသူတို့ကိုနေအောင်ကြီးစွန့်ရင်စွန့်ယူနိုင်တဲ့တော်တော်တော်ဝါဆိုလာပြားဖြစ်ပြောင်းပေးလိုက်တာပါဒါကြောင့်အခုဖြန့်ဝင်နေတဲ့အနန္တိကတိုင်းမှာအမွှေးပါတဲ့မွေတိတ်မဲ့ပညာရှင်တွေ့ရဆိုတဲ့အကြောင်းအရာဟာလောက်ကျန်ဖန်တီးကြတာပဲဖြစ်ပါတယ် ဆိုရှယ်မီဒီယာပေါ်ကသတင်းတုသတင်းမတွေကြောင်းလက်မလွတ်တမ်းသိရှိနိုင်ဖို့ဘာမ briefing သတင်းဌာနရဲ့ Facebook page နဲ့ YouTube channel တွေကို like and subscribe လုပ်ထားပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။ဒါအပြင် social media အသုံးပြုသူတွေအနေနဲ့ online ပေါ်မှာတနည်းအားဖြင့်ဖွယ်အကြောင်းအရာကိုတွေ့ရှိပါကဘာမ briefing ကိုပေးပို့ပြီးသတင်းဆန်းစစ်မှုပြုလုပ်နိုင်ပါတယ်။နောက်ထပ်ဘလို့သတင်းတုသတင်းမတွေသိရှိခြင်းတလဲဆိုတာကို comment မှာရေးပေးသွားစီလိုပါတယ်။